ဟယ်လိုတငယ်ချင်းရေဒီတစ်ခါတငယ်ချင်းတို့ TMF အစီအစဉ်လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါပြောပြချင်တဲ့အကြောင်းကတော့ Elin Warnos လို့ခေါ်တဲ့ American ကွင်းဆက်လူသတ္တမအကြောင်းပေါ့နော်သူအကြောင်းကို ပြောရင်အဓိကထူးဆန်းတာကဒီလိုကွင်းဆက်လူသတ္တမဆိုရင်ယောက်ျားတွေ များတယ်လို့အများစုကသတ်မှတ်တယ်ပေါ့နော်တကယ်ဖြစ်ပျက်တာလဲယောက်ျားတွေအများဆုံးပဲ ဒါပေမဲ့သူကတော့အမေရိကန်မှာအထူးခြားဆုံးထဲမှာပါတဲ့အမျိုးသမီးဂွင်းဆက်လူသက်သမားပါသူ့အကြောင်းကိုပြောမယ်ဆိုရင် သူ့ကိုမွေးတဲ့အချိန်က1956ခုနှစ်ပါအဲ့တော့သူကသူအမှုရင်ဆိုင်ရတဲ့အချိန်က1989 1990ပတ်ဝန်းကျင်ဆိုတော့သူ့အသက်33နှစ်လောက်ရှိတာပေါ့နော် တော့သူ့ကိုမွေးတာကတော့မရှိကမှာမွေးခဲ့ပါတယ်သူမိဘတွေကအဲ့ဒီခစ်တဲ့ကသူကဘာသာရေးအရန်ကိုင်းရှားတဲ့ခရီးယာမိသားစုတွေမိသားစုဝင်တွေပါသူကမွေးကလေးကဒုက္ခပေါင်းများစွာနဲ့ကြုံလာတဲ့သူတဦးလို့ရေဘူးရအဖြစ်ပြောလို့ရတယ်ပေါ့နော်ဆိုတော့သူအသက်၄နှစ်အရွယ်မှာ သူ့အမေကသူ့ကိုထားသွားထွားသွားတော့သူကအဖိုးအဖွားတွေနဲ့နေရတယ်အဲ့ဒီမှာသူ့စီမှာ ဲ့ဒီအချိန်ကစပြီးတော့သူ့စိတ်ထဲမှာဘသူနေနဲ့တွေ့တွေ့သူကစွန့်ပစ်ထားခံရတယ်ဆိုတဲ့စိတ်မျိုးနဲ့သူရှင်းတန်းလာရတာပေါ့နော်အဖေလို့သူဆိုတာကလည်းခုနှစ်နှစ်အရွယ်ကလေးမလေးတယောက်ကို abuse လုပ်တယ်ဆိုတဲ့အမှုနဲ့သူကထောင်ကြခဲ့တယ်ဒါပေမဲ့အဲ့ဒီထောင်ထဲမှာပဲသူ့ကိုယ်သူအဆုံးစီရင်သွားတာပေါ့နော်ပြီးတော့အေလင်းကသူအသက်16နှစ်အရွယ်မှာမရင်းချင်းခံရတယ် ဲ့ဒီမှာခံရပြီးတော့သူကိုဝင်ရလာတဲ့အခါသူမွေးလာတဲ့ကလေးကိုလည်းတခြားသူတွေကိုမွေးစားဖို့ပေးလိုက်ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာသူကိုယ်တိုင်ကကလေးတယောက်ကိုပြုစုဆောက်ရှောက်ဖို့အချိန်မဖြစ်နိုင်တော့ဆိုတော့ အဲ့တော့သူအဖိုးအဖွားတွေတည်တော့သူနဲ့သူ့အကိုကိုဒီအစိုးရအစီအစဉ်နဲ့ပေါ့နော်မွေးစားမိပါတွေရှာပြီးတော့အစိုးရထည့်ပေးတယ်။ဒါမဲ့အဲ့မွေးစားမိပါတွေအိမ်မှာအဆင်မပြေတော့တအိမ်ပြီးတအိမ်ပြောင်းရင်းနဲ့နောက်ဆုံးသူအသက်20ရွယ်ဝင်းကျင်လောက်ကြာသူကအိမ်ပြေးဖြစ်လာဘယ်အိမ်မှာမှမနေတော့ဘဲနဲ့ဟိုသူ့ဘဝသူ့ကြောင်းနဲ့အခြေအနေမျိုးပေါ့နော်။အဲ့ဒီမှာသူက အမ်ဒီကားကြုံလိုက်ကားကြုံလိုက်စီးရင်းနဲ့ဖလော်ရီဒါပြည်နယ်တဲ့အထီကိုရောက်သွားတယ်ကွာပြီးတော့အဲဖလော်ရီဒါပြည်နယ်ထဲမှာပဲသူကကျင်လဲကျဆားတယ်အဓိကကတော့ပတ်စံရဖို့အတွက်ခန္ဓာကိုယ်ရောင်းစားတယ်နောက်တခြားအမှုသေးသေးလေးတွေကိုလည်းကျူးလို့နော်ပေါ့နော် crime မှု a crime မှုကင်းနေပေါ့နော်ဒါပေမဲ့အကြီးတွေတော့မဟုတ်ဘူးခိုးတာတို့ပါတော့အဲ့လိုမျိုးသူကျူးလို့ပြီးတော့သူကအဲ့လိုပတ်စံရှာခဲ့တယ်တကယ်တော့သူအဲ့လိုပတ်စံရှာတာလေသူ့အကိုအတွဲလို့ဟိုတချို့တွေကပြောကြတယ်ပေါ့နော်ဆို တော့ဒီ alien အကြောင်းကို Netflix မှာ Queen of the Serial Killers ဆိုပြီးတော့အော်တိုဘာလ2025မှာသူက documentary ထွက်ထားတယ်ပေါ့နော်အဲ့ဒီ documentary ကသတင်းတောက်တွေနဲ့ interview တာတွေရဲ့ဒီရဲမှတ်တမ်းတွေရှိတာတွေအကုန်လုံးကိုပေါင်းပြီးတော့သူက documentary လုပ်ထားတာပေါ့နော်အဲ့ဒီမှာသူ့ကိုအဓိကတရားစွဲဆိုခံရတာက သူကယောက်ျား6ယောက်ကိုတတ်မှုနဲ့ sorry ခုနှစ်ယောက်ကိုတတ်မှုနဲ့တရားဆွဲဆိုခံရတယ်ပေါ့နော်ဆိုတော့တတ်တာကလည်းဥမာတနတ်တန်ရာတွေနဲ့အသေးလေးယောက်ျားတွေအကုန်လုံးကလည်းတနတ်တန်ရာတွေနဲ့ပေါ့နော်ဒါပေမဲ့အဲ့တနတ်တန်ရာတွေကဟိုတစ်ချက်နှစ်ချက်မဟုတ်ဘဲနဲ့ဟိုနာနာချင်းချင်းနဲ့ပြစ်တယ်လို့မျိုးဟိုအချက်ပေါင်းများစွာပေါ့နော်တချို့လူတွေဆိုလို့ရှိရင်အဲ့လိုဆိုတော့ဟိုသူကအမုန်းတရားတွေနဲ့ဟိုကျူးလို့နဲ့မှုကင်းတစ်ခုလို့ရဲတွေကလည်းကောက်ချက်ကြတယ်အဲ့ဒီ ခုခုနှစ်ယောက်မှာအကြီးဆုံးကအသက်ခံတဲ့ယောက်ျားခုနှစ်ယောက်ထဲမှာအကြီးဆုံးကအသက်62နှစ်အထိပါတယ်။အဲ့ဒီမှာသူ့ကိုတရားစွဲတော့ပထမဆုံးအမှုကိုဟို Richard ဆိုတဲ့လူကိုတတ်မှုနဲ့သူအမှုတွေကိုစဆွဲတယ်။ပထမနောက်မှာအဲ့ဒီနောက်လူတွေလာမှာပေါ့နော်။အဲ့တော့အပေါ်မှာပြောခဲ့သလိုပဲအေလင်းကဒုက္ခမျိုးစုံနဲ့ကြုံနေခန္ဓာကိုယ်ရောင်းစားရတယ်။နောက်တစ်ခုကသူကပိုဆိုးတာကသူက lesbian ။ ဆိုတော့သူ့မှာသူ့ရီးစားပါတနာမိန်ကလေးရှိတယ်ဆိုတော့အဲ့ဒီခစ်ကအမြင်နဲ့ကြည့်လို့ရှိရင်ပထမအချက်က तू ကခန္ဓာကိုယ်ရောင်းစားတယ်မကောင်းတဲ့မိန်မအဲ့မှာလေလူတွေကနှာခေါင်းရှုံနေကြပြီအဲ့ဒါကတစ်ခုပေါ့နော်နောက်တစ်ခုကျတော့ तू ကမိန်မချင်းချင်းကြိုက်တာ ဲ့ဒါကပိုဆိုးတယ်ဟိုအခုခေတ်လိုအခြေအနေမျိုးဟိုလူတွေကတော်တော်များများ NGBT ပါညာဆိုတာကိုလက်မခံနိုင်ကြသေးတဲ့အချိန်မှာသူကငါက main ကလေးဝယ်ကြိုက်တယ်မိမချင်းချင်းတွဲတယ်မိမရည်စားရှိတယ်ပါတနာရှိတယ်ဆိုတော့ဟိုလူတွေကပို့ပြီးတော့နှာခေါင်းရှုံတာပေါ့နော်ဟို society တစ်ခုလုံးကနောက်သူတက်ခဲ့တဲ့လူတွေအကုန်လုံးကလည်းသူအဲ့ဒီခန္ဓာကိုယ်ရောင်းစားတဲ့မကောင်းတာလုပ်တဲ့ အခါသူ့ရဲ့ဖောက်တယ်တွေပေါ့နော်ဖောက်တယ်တွေအကုန်လုံးကိုသူကအဲ့ဒီအဝေးပြင်းလမ်းမပေါ်မှာ တွေးတယ်တွေးပြီးတော့ဟိုအကြောင်းမျိုးမျိုးနဲ့နောက်ဆုံးတော့ပြစ်တက်ခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့အေလင်းကအစမှာသူတက်ခဲ့တာကိုသူလွယ်လွယ်ကူကူပဲဝင်ခံတယ်ဝင်ခံတော့ ါဒါပေမဲ့နောက်ပိုင်းကျတော့ဟိုအခြေအနေတွေကပိုပြီးတော့ဟိုးလေးတကြောကြောဖြစ်လာတော့ तू ကသူဝင်ခံခဲ့တဲ့ဟာကမှန်တယ်ဒါပေမဲ့အဲ့ဒီမှာတချို့ထွက်ချက်တွေကိုပြောင်းချင်တယ်ပေါ့နော်ဆိုတော့ तू ကဘာဖြစ်လို့လွယ်လွယ်ကူကူဝင်ခံခဲ့လဲဆိုတော့ तू အပြောအရဆိုလို့ရှိရင်သူ့ရဲ့ partner ကောင်မလေးကိုမထိခိုက်စေချင်လို့ तू ကအကုန်လုံးဝင်ခံခဲ့တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့သူ့ရဲ့ရှင်နေရဲ့အကြံပေးမှုရဲ့တခြားအကြောင်းတွေကြ तू ကဟိုအဖြစ်မှန်တွေကိုပြောတယ်ကွာဥပမာဆိုလို့ရှိရင်ပထမဆုံးအဲ့အမှုဖြစ်တဲ့ Richard ဆိုတဲ့လူရဲ့အမှုမှာ तू ကတည်တံပေးခံရတယ် တကယ်တော့အဲ့ဒီ Richard ကသူ့ရဲ့ပုံမှန်ဖောက်တယ်လေလူမျိုးသူ့ကိုဆက်ဆံတာမျိုးမဟုတ်ဘဲနဲ့ဟိုပတ်စံပေးပြီးတော့ဟိုလိန်ဆက်ဆံတဲ့အခါမှာကွာသူ့ကိုဟိုဘယ်လိုလဲအကြမ်းဖက်နီးတွေပါအောင်လို့သူကလုပ်ခဲ့တာဆိုတော့တကယ်လို့သူပြောတဲ့အတိုင်းလိုက်မလုပ်ဘူးဆိုရင်နင်းကိုငါကတတ်မယ်ဆိုတော့အိုမတရားချင်းချောက်တာကိုလေအဲ Richard ကလုတ်ခဲ့တယ်လို့ Eileen ကထွက်ဆိုတယ်ဒါပေမဲ့ သူကခုနပြောခဲ့တယ်လို့သူ့မှာမကောင်းတာတွေအကုန်လုံးကစုနေတာသူကမကောင်းတဲ့အမျိုးသမီးအဲလက်စဘီယံဘာညာဆိုတော့သူပြောတာတွေကိုလူတွေကမယုံကြဘူးပြီးတော့ပထမပို့ဆိုတာသူကပထမဆုံးအချိန်မှာသူကဝန်ခံပြီးသွားပြီနောက်အဲဝန်ခံပြီးသွားတဲ့အခါမှာပြီးတော့မှသူကထွက်ချက်ကိုပြောင်းတော့လူတွေကသူမဟုတ်ပဲရှောက်ပြောနေတာပေါ့နော်အဲ့ဒီမှာ richard ဆိုတဲ့လူနဲ့တခြားအသက်ခံရတဲ့လူတွေဘက်ကရှေ့နေလိုက်တဲ့ အရန် conservative ရှင်းနေလိုက်တဲ့သူကအရန် conservative ဖြစ်တဲ့လူနိုင်ငံရေးတဲ့လဲသူကနည်းနည်းပါနိုင်တဲ့အင်အားရှိတယ်ခုနအပေါ်မှာပြောထားတဲ့အချက်တွေကသူက alien ကိုအသေးမုန်းတယ်ဟိုသူကိုယ်တိုင်ကလည်းပြောတယ်ဒီမိန်းမကမကောင်းဘူးဟို society ကလည်းဒါမျိုးကိုလက်မခံသေးဘူးပြီးတော့သူကလူသက်သမားပေါ့နော်ဆိုတော့သူ့စိတ်ထဲမှာအဲ့ဒီရှင်းနေရဲ့စိတ်ထဲမှာ alien ကိုတည်တံပေးဖို့ဇာနာပဲရှိတယ်ခြားပါမှာစိတ်မဝင်စားဘူးဆိုတော့အဲ့တော့ alien ကဒီ richard ဆိုတဲ့လူကသူ့ကိုနှိပ်စက်လို့ မဟာရရားတွေခိုင်းလို့ तू ကသူ့ကိုသူ့ကိုသူ self defense ပေါ့နော်ကာကွယ်တဲ့အနေနဲ့ဒီလူကိုတတ်မိသွားတာပါလို့ပြောတဲ့အခါကျတော့ရှင့်နေရလည်းမယုံဘူးဘူးမှလည်းမယုံပြီးတော့အင်ယာတီတကြမရှိပဲခန္ဓာကိုယ်ရောင်းစားတဲ့မိမတယောက်ရဲ့စကားကိုဘသူတွေကယုံမလဲပေါ့နော်ဆိုတော့အဲ့ဒီမှာအဲ့ဒီ documentary မှာတရင်တော့ကအဲ့ဒီ richard ဆိုတဲ့လူရဲ့နောက်ကျောင်းရာဇဝင်ကိုလိုက်တော့ဟိုအဲ့ဒီလူကတကယ်ပဲအရင်တုန်းကမိမတယောက်ကို abuse လုပ်ခဲ့တဲ့မှတ်တမ်းတွေရှိတယ် ပြီးတော့အဲ့ဒီအမှုဖြစ်တဲ့အချိန်တုန်းကမှတ်တမ်းနေထဲမှာစိတ်ပိုင်းဆိုင်ရာဆရာဝန်ကဗာပြောထားလဲဆိုတော့ဒီ Richard ဆိုတဲ့လူကိုလွတ်ပေးလိုက်လို့ရှိရင်တနေ့နေ့တစ်ချိန်ချိန်မှာဒီလူကဒီလူမျိုးတခြားမိန်းမတစ်ယောက်ကို abuse လုပ်တာအဲ့လိုမျိုးရိုက်တာနှက်တာအကုန်လုံးကိုထပ်လုပ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးရှိတယ်ဆိုတော့မှတ်မှတ်ချက်ပါတယ်ဆိုတော့အဲ့ဒီ documentary မှာတနေ့နောက်ကရှင့်နေကိုမေးတာပေါ့နော်ရှင့်နေကို ဟိုအေးလင်းကဒီလူဟာငါ့ကို abuse လုပ်လို့ငါက self defense အနေနဲ့သူ့ကိုတတ်ခဲ့တာပါလို့ပြောတော့နင်းကမယုံဘူးလို့ပြောတယ်အဲ့ဒီနင်းရဲ့ client ပေါ့နော်အဲ့ဒီ rich သေးွားတဲ့ richer ဆိုတဲ့လူရဲ့နောက်ကြောင်းကိုနင်းစုံစမ်းဘူးလားအဲ့လိုမျိုးတွေမေးတာကွာမေးတော့ရှေ့နေရာလဲဦးကြောင်ကြောင်နဲ့သူမတည်ဘူးဆိုတဲ့အကြောင်းနေပေါ့နော်နောက်တစ်ခုကအဲ့ဒီ ဒီ Richard ရဲ့ခုနကပြောတဲ့အမျိုးသမီးတယောက်ကို abuse လုပ်တဲ့စိတ်ပိုင်းဆိုင်ရာဆရာဝန်ကသူ့ကိုသူဒါတစ်ချိန်ကထွက်လာလို့ရှိရင်တခြားမိန်းမတွေကိုလည်းအမျိုးသမီးတွေကိုလည်းသူကဒီလိုပဲ9 test နဲ့လုံနိုင် နေဆိုတော့အမှတ်ချက်ကိုရနင်းတွေ့ခဲ့ဘူးလားဆိုတော့အဲ့ရှင်နေမတွေ့ဘူးဆိုတော့တရင်တော့ကဘာပြောလဲဆိုတော့အဲ့ဒီအမှတ်ချက်ကိုရဖို့သူ့ရဲ့မချက်ကိုရဖို့ငါတရက်ပဲစူးစမ်းလိုက်ရတယ်ပေါ့နော်အဲ့လိုဆိုတော့ငါလိုတဲ့င်းနောက်ကရှာလို့တွေ့ရင်နေငါရှေ့နေဖြစ်ပြီးဘာလို့ရှာလို့မတွေ့တာလဲအဲ့လိုမိခွန်းနေလဲပါတယ်ဒါခါရဲအဲ့တော့ ဒီအဲ့ဒီခုနရှေ့နေစိတ်ထဲမှာခုနပြောသလိုပဲသူ့စိတ်ထဲမှာအာဒီလူဒီမိန်းမကလူခုနှစ်ယောက်ကိုတတ်တယ်ယောက်ျား9ယောက်ကိုတတ်တယ်မကောင်းတာလှုပ်စားတယ်ပြီးတော့တကယ်ကိုဂွင်းဆက်မျိုးသမီးလူတတ်သမားပေါ့နော်မိမချင်းချင်းကြိုက်တယ်ဆိုတဲ့ဟာမျိုးတွေနဲ့သူကအမုန်းတရားတွေနဲ့ society ကလက်မခံနိုင်တဲ့အပြုအမူတွေကိုဒီအမျိုးသမီးကလှုပ်တယ်ဆိုတဲ့ဟာမျိုးတွေနဲ့သူကထောင်ချဖို့လောက်ကိုပဲအားတန်နေတော့အဲ့ဒါတွေကိုသူမသိဘူးပေါ့နော်ဆိုတော့ဒီစီဒီ documentary ထဲမှာတော့ A link ကလေသူ့ကိုငါ့ကိုတက်ချင်လဲတက်လိုက်ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ तू ကအခုတယောက်စာ तू တက်ခဲ့တဲ့လူ9ယောက်ထဲမှာမှာတယောက်စာအတွက်ကိုပဲ तू ကအမှုရင်ဆိုင်နေရတာအဲ့တယောက်စာပထမဆုံးတယောက်စာအတွက်မှာ तू ကငါ့ကိုမတရားအာနိုင်တဲ့စီးနေလို့လို့ငါက တက်လိုက်ရပါဆိုတဲ့ဟာဘယ်သူမှလက်မခံတော့သူ့ကိုတေးတန်ပေးလိုက်ပေါ့တေးတန်ပေးတော့တကယ်လို့မြန်နောက်6ရောက်6ရောက်စာအတွက်မှုတွေဆင့်နေလေအချိန်နဲ့ကုံတော်ပဲဖတ်တယ်နေဘယ်သူမှလည်းငါပြောတာယုံမှာမဟုတ်ဘူးအဲ့တော့ငါ့ကိုအကုံသာတေးတန်ပေးလိုက်တော့ပေါ့နော်ချက်ချင်းပေးလိုက်တော့ဆိုပြီးတော့အဲ့ဟို documentary ရဲ့မှာတော့သူကအဲ့လိုပြောထားတယ်ပေါ့နော်အဲ့တော့ကွအတူချုံးပြောရမယ်ဆိုလို့ရှင်တော့2020 2022ခုနှစ်မှာအေလင်းကိုသူကဆေးထိုးပြီးတော့တတ်ခဲ့တယ်ဟိုတေးတန်ပေါ့နော်ဆိုတော့ အဲ့မှာ तू က तू နောက်ဆုံးစားရမယ်ညစာကိုညင်းပြီးတော့ तू ကညစာမစားဘူးမစားဘဲနဲ့ဘာကိုတောင်းဆိုလဲဆိုတော့ coffee တစ်ခွက်နဲ့သူငယ်ဘဝတငယ်ချင်း down ဆိုတဲ့တယောက်နဲ့စကားတွေပြောချင်တယ်ဆိုပြီးတော့အဲ့တငယ်ချင်းနဲ့စကားပြော coffee တောက်ပြီးတော့သူ့ရဲ့နောက်ဆုံးအချိန်ကိုအကုန်လုံးခဲ့ရပေါ့နော်ဆိုတော့အမှ तू နောက်ဆုံး तू မဆုံးခင်ပြောထားတဲ့စကားကတော့ဟိုငါကြောက်ဆောင်ကြီးတစ်ခု ဟိုတခုနဲ့အတူရွက်လွင့်နေတယ်လို့ပဲငါပြောချင်တယ်ပေါ့နော်အဲလွတ်လပ်ရေးနေမှာဖရာသခင်နဲ့ငါပြန်လာမယ်အဲ့လိုပုံစံမျိုးလေးသူကပြောပြီးတော့နှုတ်ဆက်သွားတာနှုတ်ဆက်သွားတော့အဲ့တော့အေးလင်းအကြောင်းကတော့ဒါပဲအဓိကကတော့သူကအမျိုးသမီးကွင်းဆက်လူတတမားဖြစ်တယ်သူတို့အဲ့ဒီခေတ်ကလူမှုအဖွဲ့အစည်းကလက်မခံနိုင်တဲ့ပြစ်ချက်တွေအကုန်လုံးသူ့မှာရှိတယ်အဲ့တော့လူတွေကသူတေတံလို့ပါတို့ကြတာဆိုတာအများစုကသူ့ပုံမှာဟိုဘလို့မှစိတ်ခံစားမှုမရှိဘူးပေါ့နော်ဆိုတော့ဒီအကြောင်းကိုနာမည်ကြီးမင်းသမီးဖြစ်တဲ့ ရှာလီစတီယွန်က2003မှာရုပ်ရှင်ရိုက်ခဲ့တယ်။အဲ့ဒီရုပ်ရှင်ရိုက်ဖို့ကိုအဲ့ဒီမင်းသမီးကသူ့ရဲ့သူ့ရဲ့ body weight ကို70 kg တောင်တက်အောင်လုပ်ပြီးတော့သွားတွေလည်းအတူတက်ညခုံးမွေးတွေလည်းရိတ်ပြီးတော့သူကအာရုပ်ရှင်ရိုက်ခဲ့တာပေါ့နော်။ကြိုးစားပြီးတော့ရုပ်ရှင်နာမည်က Monster တဲ့။ဆိုတော့အဲ့ဒီရုပ်ရှင်မှာအဲ့ဒီမင်းသမီးက Golden Globe အကောင်ဆုံးမင်းသမီးဆုကိုရခဲ့တယ်ဆိုတော့ ်ဆိုတော့ဒါကတော့ဒီ alien နဲ့ပတ်သက်ပြီးတော့အောင်မြင်ခဲ့တဲ့ရုပ်ရှင်ပေါ့နော်ဆိုတော့အခု Netflix ဒီ series မှာလည်းဒီ series မှာလည်း2025အောက်တိုဘာလကစပြတော့ဒီကြီးတဲ့လူတွေရဲ့တုံ့ပြန်မှုကအများစုပေါ့နော်ဒီခေတ်ကကြီးတဲ့လူတွေရဲ့တုံ့ပြန်မှုကသူ့ဘောတနာကယူနာတက်တာတွေရဲ့ကိုချင်းစာတာတွေရဲ့ဆိုတော့အများကြီးရှိတယ်ဆိုတော့မီဒီယာတွေရဲ့ရေးကြတယ်ကွာဥပမာတချို့ comment တွေကဘာကိုပြောလဲဆိုရင် လူခုနှစ်ယောက်ကိုတက်လို့တေးတံပေးတာထက်ဆိုင်သူ့ကိုတသက်တကျုံးလောက်ထားရင်အဆင်မပြေနိုင်ဘူးလားအပေါ်မှာပြောသလိုအရိကိကမိမအချင်းချင်းကြိုက်တဲ့လူမျိုးလိုလူတွေကလူဖွဲ့စည်းကလက်မခံနိုင်ပဲတက်ခဲတာလားပေါ့နော် နောက်နောက်လူတွေကြတော့ဘယ်လိုပြောလဲဆိုတော့နောက်မကောင်းတာလှုပ်ရှားရတဲ့အမျိုးသမီးဆိုပြီးတော့လူအတိုင်းဝိုင်းရအလိုလိုဖဲချင်တာဒီလိုမျိုးအဖြစ်ရအောင်လို့သူ့ကိုတည်တံပေးခဲ့တာပေါ့နော်တကယ်တော့ဒါကမတရားဘူးပေါ့နောက်တစ်ခုကြတော့နောက် comment တစ်ခုကြတော့ဟိုငငယ်ကလေးကနှိပ်စက်ခံလာပြီးလောကဓာတ်ခံလာရတဲ့လူတယောက်မှာ စိတ်ပိုင်းဆိုင်ရာဘာအထောက်ကူမှမရဘဲနဲ့ဘဝကိုဒီလိုကုံဆုံးစေခဲ့တာသူ့ဘဝကိုဒီလိုအဆုံးသတ်စေခဲ့တာအဓိကတော့တတ်ခဲ့တာပေါ့နော်ဖြစ်တင်သလားပေါ့နော်ဆိုတော့ ညတချို့လူတွေကလည်းဗာရေးလဲဆိုတော့ဟိုဂွင်းဆက်လူသက်သမားနဲ့ပတ်သက်တဲ့ဟိုရုပ်ရှင်တွေ series တွေအများကြီးကြည့်ဘူးတယ်ပေါ့နော်ဒါပေမဲ့အေလင်းအကြောင်းကိုတော့ကြည့်ပြီးတော့ငါတနာရတယ်ပေါ့တကယ်လို့အေလင်းအကြောင်းကိုပိုနားလဲခြင်းနဲ့ဆိုရင်ခုနက the monster ဆိုတဲ့ရုပ်ရှင်ကိုကြည့်ပါတော့ပါတော့ညွှန်ထားတာကြီးလည်းရှိရပေါ့နော်ဆိုတော့အမျိုးမျိုး comment တွေရေးကြတာပေါ့နော်ဒီရုပ်ရှင်ပေါ်မှာအဲတစ်ဖက်ကကြတော့လဲဗာပြောလဲဆိုတော့ အေလင်းရဲ့ထွက်ဆိုချက်တွေတစ်ဖက်ဆိုတာအေလင်းကိုတိတ်ပြီးတော့တနာကယူနာမတက်တဲ့အပလူလူဒုအပိုင်းပေါ့နော်အဲ့မှာကြတော့လေဘာရေးကြလဲဆိုတော့တချို့ကအေလင်းရဲ့ထွက်ဆိုချက်တွေကိုအကုန်လုံးမယုံဘူးပေါ့နော်ဥပမာအေလင်းကသူ့သူ့ကိုသူခွင်းဆက်လူသက်သမားလို့နာမည်တက်တာမကြိုက်ဘူးသူကသူ့အလုပ်သူ့လုပ်တယ်အလုပ်လုပ်နေတဲ့အချိန်မှာအရေးတောက်မိတယ်အဲ့ဒီအချိန်မှာဖြစ်ပေါ်လာတဲ့အနေအထားပေါ့မှာသူ့ကိုသူကာကွယ်ဖို့လူသက်မိတယ်ဒါပဲဆိုတော့ရှေ့နေတွေကလည်းအဓိကသူ့ရဲ့လူသက်ဖို့ လူတက်ရလောက်တဲ့ဟိုအကြောင်းကိုဟိုထိထိရရရှာမတွေ့ဘူးပေါ့နော်ဘာကြောင့်လူတက်လဲဆိုတော့သူတို့တိရရမသိဘူးပြီးတော့အဲ့ဒီအေလင်းကသူ့အဲ့ဒီဒီ documentary ထဲမှာပါတာပဲသတင်းနောက်တည်းကသူ့ကိုလေလာပြီးတော့ထောင်မှန်းမှာကင်မရာတွေပါနေတယ်ရောက်တော့သူကပြေပြေရွှင်ရွှင်ပဲနင်တို့ငါအကြောင်းနဲ့ပတ်သက်ပြီးဒီလိုရိုက်ပြီးလို့ရှိရင်နင်တို့ဒေါ်လာတွေတန်းချီရတော့မှာပါညာပေါ့နော်အဲ့လိုမျိုးတွေပြောတယ် ဆိုတော့တချို့လူတွေကတော့ပြောတာပေါ့နော်အေးလင်းပြောစကားတွေအကုန်လုံးမရှုံဘူးပေါ့နော်ဒီအမျိုးသမီးကစိတ်ပိုင်းဆိုင်ရာအားနည်းတဲ့ဖြစ်တဲ့အတွက်သူပြောတာတွေအကုန်လုံးအမှန်ကျင်မှမှန်မှာပေါ့နော်ဆိုတော့ပြီးတော့ဒီအေးလင်းအေးလင်းကိုသူရီးစာအမျိုးသမီးပါတနာပြောခဲ့တာစကားရှိတယ်။ငါအေးလင်းကသူရီးစာကိုပြောခဲ့တဲ့ဟာပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ယောက်ျားတွေနဲ့ပတ်သက်ပြီး အကျမ်းဖက်ခံရတဲ့အတွေ့အကြုံတွေရှိခဲ့တော့ငါက lesbian ပဲဖြစ်ချင်တော့တယ်ပေါ့နော်အဲ့တော့ယောက်ျားတွေနဲ့ဆက်ဆံရတာကငါဘဝအတွက်ဝင်ငွေရဖို့အတွက်ဒါပဲလှုပ်ရှားဖို့ရှိလို့ဆိုပြီးတော့အေလင်းကသူ့မျိုးသမီးပါတနာကိုပြောခဲ့တာပေါ့နော်ဆိုတော့ဟိုဒီဇလန်လေးကိုကြည့်ကြည့်ရင်ခုန Netflix မှာတငယ်ချင်းကိုပြောပြတဲ့ Queen of the Serial Killer ဆိုတဲ့ဇလန်ကိုကြည့်လို့ရပါတယ်ဆိုတော့ဟိုဒီအေလင်းက ဘလို့အေးလင်းပေါ်မှာဟိုတခြားကုနကကုတ်မှတ်ပေးတဲ့လူတွေလို့တနာခင်ယူနာတက်မလားဒါမှမဟုတ်ရင်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာငငယ်တွေကခံခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာတွေကြောင့်သူဟာသူပြောခဲ့တဲ့ဟာတွေကအမှန်အကုန်ဖြစ်နိုင်ပါမလားဆိုတာတော့ဟိုတငယ်ချင်းကိုဟောက်ကိုဆုံးဖြတ်လို့ရပါတယ်။ကဲဒီတစ်ပတ်ကတော့ဒီစင်စီလေးကိုဒီလောက်နဲ့ပဲရက်လိုက်ပါတော့မယ်တငယ်ချင်းရင်နားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်တတ်တာ